မင်္ဂလာပါကျွန်တော်တို့ဆိုင်ကနေပညာစိတ်ဝင်စားသူများ page မှာခတ်မှုစီဖြစ်ပါတယ်ဒီမှာပေါ့နော်ကျွန်တော်ဒီဒါကတော့ဒါ battery cycle လေးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ပြချက်ကလေးကိုမျှဝေခြင်းလို့ပါဒါကျွန်တော် online ပေါ့နော်ဒီ audio book တက်နေတဲ့ညီကိုတွေအတွက်ဒါဟိုနောက်ပိုင်းတော့ audio book အနေနဲ့လုပ်ပေးဖို့ရှိတယ်အခုကတော့ဒါ video လေးတင်ပေးတာပေါ့နော်ဒီဘက်ကဘလို့ပြချက်နဲ့ရောက်လာလဲဆိုတော့ဒါသူ lever ဆွဲလို့မလိုက်တာပေါ့နော် lever ဆွဲလို့မရဘူးဆိုတော့ပြချက်နဲ့ ရောက်လာတယ်ရောက်လာခါမှာကျွန်တော်မျက်နှာပြောတယ်ဒီဘိန်းဒီလီဗာဆွဲလို့မရဘူးဆိုလို့ရှိရင်စဉ်းစားစရာကဟိုနံပါတ်1ဒါဘက်တရီ line ပေါ့နော်ဘက်တရီတွေကောင်းမကောင်းနေပြီးတော့ဒီကပ်ဘူးတွေတဲ့အထိဒီဘက်တရီ အပေါင်းတို့ရောက်မရောက်ဒါတစ်ချက်ဆန်းရမယ်ဒါကပ်ဘူးတဲ့ဟိုဘက်တရီ main အပေါင်းတို့ရောက်မရောက်ပြီးတော့တော့ဖွင့်အားရောက်ကျိုးပေါ့နော်တော့ဖွင့်လိုက်တဲ့အခါအားရောက်မကျိုးဒီကပ်ဘူးတဲ့ကိုပြန်ပြီးတော့တော့ကျိုးဝင်မဝင်ဒါတစ်ချက်ကြည့်ရမယ်โอเคဒီ line ကြောင့်ပေါ့နော်အဓိကကပ်ဘူးတဲ့ကိုအပေါင်းတို့လည်းရောက်တယ်တော့ဖွင့်လိုက်လို့အားရောက်မဲ့ ကျိုးကလည်းကပူတဲ့ကိုဝင်ထားတယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်ထပ်ပြီးဆက်ရမှာလီဘာလိုင်းပေါ့နော်လီဘာလိုင်းတော့ကဘလို့ဆက်ရမလဲဆိုတော့သူကနှစ်ပိုင်းဆက်ရမယ်ဒီဘာဆန်သာပိုင်းနဲ့ကပူပိုင်းဒါကပူပိုင်းရဲ့အလုပ်ကြတော့ဒါလီဘာဂိုင်းကိုအပေါင်း5ဖို့ထုတ်ပေးတယ်လီဘာဂိုင်းကိုအပေါင်း5ဖို့ထုတ်ပေးတယ်အဲအဲ့အပေါင်း5ဖို့လီဘာဂိုင်းနဲ့ဝင်ပြီးရမှာလီဘာဂိုင်းကနေပြန်ပြီးတော့ data ပြန်ပို့တယ်ပေါ့နော်ဒီဘာဆွဲဆွဲတလား1ဖို့ဒါ2ဖို့3ဖို့ဒီလိုမျိုးပြန်ပို့တယ်အဲ့ဒီပို့တဲ့ဟာတခါကပူကလက်ခံတယ် အဲ့ဒီ data အချက်လက်ပေါ်မှာမူတည်ပြီးတော့ဒါနောက်ပိုင်းဘယ်လောက်လဲရမယ်ဆိုတော့ဒါကပ်ဘူးကအလုပ်လုပ်တာပါဟုတ်ပြီအဲ့တော့ဒီဘက်ကဘာမှမလာဘူးပေါ့နော်ဘာမှမလာဘူးဆိုတော့နံပါတ်1ကျွန်တော်တို့ဘာလို့ဆန်းမလဲဆိုလို့ရှိရင်အဲဒီကမှဆိုကြည့်လိုက်ရင်ဒါကတော့ဒါထောက်တာသူ့မှာပေါ့နော်ဒီမှာသူအမျိုးမျိုးလာတယ်ချို့ကြဗျောင်းနေနဲ့လာတယ်အနီအစိမ်းအနက်ကိုပေါ့နော်ဒီမှာဆိုရှင်အနီချာအစိမ်းချာအနက်ပေါ့နော်အနက်ကလည်းသူကဗျောင်းနေပလာဒီလိုမျိုးလာတယ်အဲ့လိုမျိုးတွေ့လိုက်ပြီးဆိုတော့ဒါဒီလိုကျိုးသုံးချောင်းနဲ့ဒီ socket နဲ့ဆိုရင်ညာတော့အဖြစ်တော့ဒါလီဘာ စံသာကိုတွားတယ်ဟာဖြစ်ဖို့များတယ်ဟိုတချို့စင်နာရတော့ရှိရပါတော့ဒါဘာတူနိုင်လဲဆိုလို့ရှိရင် socket 3ခုကဒီ1 2 3ကျိုးရဆိုလို့ရှိရင်ဒီလိုမျိုး socket 3ခုဝင်နေလာမယ်ပြီးတော့ဒီအယောင်တူနိုင်တာဆိုလို့ရှိရင်မော်တာစံသာတွေပါပဲပေါ့နော်မော်တာစံသာထဲမှာလည်းနေစိမ့်ရက်တွေပါတယ်ဒါပေမဲ့အမှတခုကွာတာကဥပမာဒီဟာဆိုလို့ရှိရင် အကြားပေါ့နော်အနီကြားအစိမ်းကြားဒီလိုမျိုးလာလို့ရှိရင်သူကမော်တာစံသာကြတော့ဒါဗျောင်နေနဲ့လာတာများတယ်โอเคဟုတ်ပြီအဲ့တော့ဒီမှာကြီးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီ socket 3ခုကိုလည်းတွေ့တယ်အဲ့ထက်မှာအနီအစိမ်းအနက် ပါတာဖြစ်တဲ့အတွက်ဒါကိုကျွန်တော်လီဘာဆော့ကတ်လိုအချမ်းအပြင်ယူဆလိုက်တယ်။အဲ့ဒီမှာမှဒါကတော့တိတာတယ်ပေါ့နော်။ဘာတိတာလဲဆိုတော့ဒီဆော့ကတ်ချွတ်လိုက်လို့ရှိရင်ဒီမှာ5ဗိုလ်လို့လည်းရေးပြထားတဲ့အတွက်ဒါကတော့ပိုးပြီးတိတာတယ်ပေါ့နော်။ဒါဆိုလီဘာဆန်တော့ဖြစ်ပုံများတယ်။အဲ့ဒီမှာမှခုကျွန်တော်ဒါထောက်ထားတဲ့ဟာဆိုရှင်ဒါအစိမ်းကိုထောက်ထားရတာပေါ့နော်။အစိမ်းကိုထောက်ထားတာအစိမ်းကဘာလဲဆိုတော့ data အကျိုးဒီလီဘာဆန်တာတွေကိုဒါအပေါင်းဖိုက်ဖို့ဝင်မယ်လီဘာဆွဲဆွဲတလောက် ဒါပြန်ပြီးတော့အလုပ်လုပ်မယ်ပေါ့နော်အဲဒီတော့ဒီမှာအစိမ်းတကယ်တော့အစိမ်းနဲ့အနက်နဲ့ထောက်ရမှာပဲအစိမ်းကိုအပေါင်းထောက်မယ်အနက်ကိုဒီမီတာလက်တန်အနက်ထောက်တယ်လို့အစဉ်ပြေတယ်ဒါပေမဲ့ဒီမှာကျတော့သူကကျိုးကဒီဟိုဘက်မှာတော့၃ညဒီဘက်မှာ၂ချောင်းပဲလားဒါကတော့ဒီအပေါ်ပိုင်းမှာသူတခုခုအစဉ်ပြေတဲ့အနက်ကနေပြီးတော့ယူ join ထားလို့ပေါ့နော်ဒါကတော့တိတ်ရင်စင်းသားတရားမလို့သူအနက်တစ်ခုကိုဒီလေဘာခိုင်းနေရမှာအရင်ကနေကတ်ပြီးတော့သူတစ်ခုခုနဲ့ယူ join ထားတော့ဒီမှာနှစ်ချောင်းမှရှိကြပေါ့ဟုတ်ကဲ့ဟုတ်ပြီအဲ့တော့ အနက်ကိုတော့တော့ဒီပါအဆင်ပြေတဲ့နေရာကဒီ main အနက်ကနေပြီးထောက်ထားလိုက်တယ်သူအနက်တရအကုန်လုံးအတူတူပဲဗျာအနက်ကိုထောက်ထားအဆင်ပြေအဲ့ဒီတော့မှအနက်ကိုတစ်ချောင်းထောက်တယ်ငါအနီယိုဒါအစိမ်းမှထောက်ထားလိုက်တယ် data ကျိုးကတော့ liver စမ်းသာမှထောက်ထားလိုက်တယ်အဲ့ဒီတော့ဟုတ်ပြီကျွန်တော်တော့ဖွင့်ကြည့်လိုက်မယ်1ဘို့ဝင်းကျင်မတက်အောင်1ဘို့ကျော်ကျော်လောက်တက်ပြီဆိုရင်တော့ဖွင့်ထားနေတာဗျာဖြည်းဖြည်း